ချစ်လစွာသောညီကိုမောင်နှမများခင်ဗျာဖရာသခင်ရဲ့ကျေးဇူးတော်အပြင်ဒီနေ့မှာကျွန်ုပ်တို့အားလုံးဖရာသခင်ရဲ့နှုတ်ကပတ်တော်ကိုအတူတကွဆင်ခြင်ခွင့်ရတဲ့အတွက်ဖရာသခင်ရဲ့နမတော်ကိုချီးမွမ်းပါတယ်ကျွန်ုပ်တို့တမန်ကျမ်းစာကိုဖွင့်ဖတ်တဲ့အခါတရားဒေသနာတွေကိုနားထောင်တဲ့အခါတကယ်ပဲနားလည်ခံစားမိပါရဲ့လားလို့ကိုယ့်ကိုပြန်မေးကြည့်ဘူးပါသလားဒီနေ့ကျွန်တော်တို့အတူတကွဆင်ခြင်မဲ့ခေါင်းစဉ်ကတော့တစိမ့်ခတ်ထားသောစာဆောင်ဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အဓိကကြံချက်ကတော့ Prophet Hesaya အခန်းကြီး29အငယ်7နဲ့10နှစ်ဖြစ်ပါတယ်။ဒီကျမ်းပိုက်ကနေကျွန်တို့ရဲ့ဝိညာဉ်ရေးရာအတ္တအတွက်ဖျားသခင်ပါရီပြောချင်နေတယ်လဲဆိုတာကိုအတူတကွဆင်ခြင်ကြည့်ကြပါစို့။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Prophet Hesaya ဟာယုဒလူတွေစီကိုဖျားသခင်ရဲ့တည်င်းစကားကိုတွားရောက်ဟောပြောခဲ့တဲ့ ဲ့ဒီခေတ်ကလူတွေဟာဘာသာရေးအခမ်းအနားတွေကိုပုံမှန်လုပ်ဆောင်ကြတယ်ဝတ်ပြုကိုးကွယ်ကြတယ်ဒါပေမဲ့သူတို့ရဲ့စိတ်နှလုံးကဖျားသခင်နဲ့အလွန်ပဲဝေးကွာနေခဲ့တယ်သူတို့ဟာဖျားသခင်ရဲ့တတိပေးစကားတွေကိုလစ်လျူရှုပြီးကိုယ့်ရဲ့အတားကိုယ့်ရဲ့မာနနဲ့ပဲအသက်ရှင်နေခဲ့ကြတယ်အဲ့ဒီအခြေအနေကိုဖျားသခင်ကဘလို့ပုံဖော်ပြတယ်လဲဆိုရင်ဟေရှာယ29စက်တမှာဗျာဒိတ်တော်ရှိသမျှသည်တစိုက်ခတ်သောစာကဲ့သို့တင်နိုး၌ဖြစ်၏လို့ဆိုပါတယ်မြင်အောင်ကြည့်ပါ တန်မိုးကြီးတော့သတင်းစကားပါတဲ့စာတဆောင်ကိုတော့နဲ့တိတိချာချာပိတ်ထားတယ်လို့ပါပဲဒီစာဆောင်ကို လူနှမျိုးစီယူသွားတယ်ပထမတယောက်ကစာတက်တဲ့သူပါဒီလူဟာပညာတတ်တွေဘာသာရေးကောင်းဆောင်တွေကိုကိုးစားပြုတယ်သူ့ကိုဒီစာကိုဖတ်ပါလို့ပြောတဲ့အခါသူကဗာပြန်ဖြေလဲဆိုတော့ငါမဖတ်နိုင်ဘူးဒါကတစိမ့်ခတ်ထားတယ်တဲ့သူဖတ်တတ်ပါတယ်ဒါပေမဲ့မာနာကြီးလို့ဝန်ခံခြင်းစိတ်မရှိလို့ငါမဖတ်တတ်ဘူးလို့အကြောင်းပြပြီးငင်းဆန်လိုက်တယ် ဒုတိယတယောက်ကတော့စာမတက်တဲ့သူပါတာမန်လူလန်းစားကိုကိုစားပြုတယ်သူ့ကိုစာဆောင်ပေးပြီးဖတ်ခိုင်းတဲ့အခါသူကလည်းကျွန်တော်စာမမတက်တာဆိုပြီးတာဝန်မယူပဲရှောင်လွှဲလိုက်တယ်ဆိုလိုရင်းကဘာလဲပညာတက်ဖြစ်စေပညာမတက်ဖြစ်စေလူတိုင်းဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုနားလည်ဖို့ငင်းဆန်နေကြတယ်ဆိုတဲ့အချက်ပါပဲသူတို့အတွက်ဖျားသခင်ရဲ့အမှန်တရားဟာပိတ်ထားတဲ့စာအုပ်တအုပ်လိုဖြစ်နေကြတယ် ညီကိုမောင်နှမတို့ဘာဖြစ်လို့ဒီစာဆောင်ကပိတ်နေရတာလဲပထမအချက်ကတော့ဝိညာဉ်ရေးရမှာမျက်စိကန်းနေလို့ပါကျွန်ုပ်တို့ရဲ့စိတ်နှလုံးကမာနနဲ့ပြည့်နေမယ်နာခံလို့စိတ်မရှိပဲခေါင်းမာနေမယ်ဆိုရင်ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုဘယ်တော့မှနားလည်မှာမဟုတ်ပါဘူးယေရှုခရစ်တော်ကိုယ်တိုင်မတဲ့73 74 75မှာဟေရှာယရဲ့စကားကိုကိုးကားပြီးသင်တို့ဒီမျက်စိရှိလျက်မမြင်နားရှိလျက်မကြား လို့ဟောခဲ့ပါတယ်မျက်စိကလည်းမြင်နေနားကလည်းကြားတယ်ဒါပေမဲ့စိတ်နှလုံးကပိတ်ထားတော့အထဲကိုမရောက်နိုင်ပါဘူးဒုတိယအချက်ကတော့ဘာသာရေးပုံစံကြမှုပါပဲဟေရှာယ29:7-3မှာဤလူမျိုးသည်နှုတ်နှင့်ငါထံသို့ချဉ်ကပ်၍နှက်ခမ်းနှင့်ငါကို ပြိုတည်ကြဤစိတ်နှလုံးမှုကငါနှင့်ဝေးလာဤလို့ဖရာသခင်ကတိုက်ရိုက်မိတ်ဆိုခဲ့တယ်ကျွန်ုပ်တို့လည်းအပတ်စဉ်ဖရာเจ้าကိုလာတယ်ဆုတောင်းတယ်တခြင်းဆိုတယ်ဒါပေမဲ့စိတ်နှလုံးကရောဖရာနဲ့နှိဆက်ရလာဆိုတာကိုကိုကိုစမ်းစစ်ဖို့လိုပါတယ်အပေါ်ရန်အခုံတက်တက်ဝိပုကိုကွယ်မှုတွေကနှုတ်ကပတ်တော်ရဲ့တစိုက်ကိုဖွင့်နိုင်မှာမဟုတ်ပါဘူးတတိယအနေဖြင့်ဒါဆိုရင် ဲ့ဒီတစိုက်ကိုဘလို့ဖွင့်မလဲအဖြေကတော့ဖရာသခင်ရဲ့ကျေးဇူးတော်ပါပဲကျွန်ုပ်တို့ရဲ့ဉာဏ်ပညာကျွန်ုပ်တို့ရဲ့အရေးချင်းနဲ့ဖရာသခင်ရဲ့နဲ့နေတဲ့အရာတွေကိုနားလည်ဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်ရှင်ဘောလူကတကောရိန်သူနဲ့၁၄မှာဇာတိပကတိလူသည်ဖရာသခင်ဤဝိညာဉ်တော်အရာတို့ကိုမခံမယူထိုအရာတို့သည်မိုင်မဲသောအရာဖြစ်သည်ဟုထင်တတ်ဤထိုအရာတို့ကိုဝိညာဉ်အဖြစ်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပကတိလူသည်နားမလည်နိုင်လို့ရေးထားတာပါကျွန်ုပ်တို့အားလုံးဟာတန်ရှင်သောဝိညာဉ်တော်ရဲ့ဉာဏ်ဖွင့်ပေးမှုကိုလိုအပ်ပါတယ် ချစ်တော်ညီကိုမောင်နှမတို့ဒီကျမ်းစာကကျွန်ုပ်တို့ကိုဒီနေ့ဗာပြောနေတယ်လေနှုတ်ကပတ်တော်ကိုစိတ်နှလုံးအကျွင့်မဲ့ရှာဖွေကြပါစုကျမ်းစာဖတ်တာကိုဝိကျေတန်းကြီးအလေးချင်းတစ်ခုလိုမလုံးမိဘူးသတိထားရပါမယ်ဖတ်တိုင်းမှာအိုဖရာသခင်ကိုတော်ကျွန်ုပ်ကိုဗာပြောခြင်းလဲဆိုတဲ့နှိမ်ချတဲ့စိတ်နဲ့ဝိညာဉ်တော်ရဲ့အလင်းပြမှုကိုစူတောင်းပြီးရှာဖွေရပါမယ် မြန်မင်းချင်းကနေလွမြောက်ကြပါစို့ကျွန်တို့တို့ရဲ့ကိုပိုင်ယူစတွေရှေးရိုးဆွဲအတွေးခေါ်တွေကဖျားသခင်ရဲ့အတန်တော်ကိုပိတ်ဆို့ထားတတ်ပါတယ်ဒါကြောင့်စိတ်နှလုံးကိုအမြဲဖွင့်ထားပြီးကိုရောရဲ့စကားကိုနားထောင်ဖို့အသင့်ရှိနေရပါမယ်ခြေစူးတော်ကိုအားကိုးကြပါစို့ကျွန်တို့တို့ဟာစာတတ်တဲ့သူလို့ငါနားလဲပါတယ်ဆိုပြီးမာနမကြီးပဲစာမတတ်တဲ့သူလို့ငါနဲ့မဆိုင်ပါဘူးဆိုပြီးတာဝန်မယူတဲ့လူတွေလို့မဟုတ်ဘဲနဲ့ ။အိုဖျားတခင်ကိုတော့ရဲ့ကျေးဇူးတော်မပါပဲကျွန်တော်ဘာမှနားမလည်နိုင်ပါဘူးဆိုတဲ့စိတ်နဲ့ကိုရောကိုအကူကြရအောင်။ဟေရှာယာ29ဆက်ဆက်နှစ်ဟာကျွန်ုပ်တို့အတွက်ကြီးမားတဲ့တတိပေးချက်တစ်ခုဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကဖျားတခင်နဲ့ဝေးနေသည်များကာလပတ်လုံးကိုရောရဲ့နှုတ်ကပတ်တော်ဟာကျွန်ုပ်တို့အတွက်တစိုက်ခတ်ထားသောစာဆောင်ဖြစ်ဆက်ရှိနေမှာပါ။ တော်လေဝမ်းမြောက်စရာတည်ငောင်းကတော့နှိမ့်ချတော့စိတ်နှလုံးနဲ့ဝိညာဉ်တော်ဖရာရဲ့ညံဖွင့်ပေးမှုကိုရှာဖွေမယ်ဆိုရင်အဲ့ဒီတစိတ်ခတ်ထားခြင်းဟာဖွင့်လှစ်ခြင်းခံရမှာဖြစ်ပါတယ်အဲ့ဒီအခါမှာကိုရောရဲ့အံ့ဖွယ်ကောင်းတဲ့အမှန်တရားတွေကိုကျုံတို့သိမြင်နားလည်လာမှာဖြစ်ပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲ